ဟယ်လိုပိတ်သက်ကြီးရေတနေ့ပန်းဒီတလုံးစားရင်ဆရာဝန်ပြေးရတဲ့အဲ့ဒီစကားလေးကိုအားလုံးကြားဖို့ကြာမှာပါဒီတစ်ခါတော့ဒီလိုနာမည်ကြီးတတိလေးအကြောင်းကိုဘလိုကောင်းလဲဘလိုဆိုးလဲဆိုတာပြည့်စုံပြောပြချင်ပါတယ်ပန်းဒီမှာအယောင်သွေးအရသာနတ်မျိုးမျိုးနဲ့မျိုးစားရာချီပြီးတော့ရှိပါတယ်မြန်မာနိုင်ငံမှာအတွေ့အများရတဲ့ပန်းဒီမျိုးစားတွေကတော့ပန်းဒီနီဆိုတဲ့ red delicious ပေါ့နော် အနီရောင်ပျောက်ပျောက်နဲ့ချိုမိန်ပြီးတော့အရေရွှမ်းတဲ့အသီးလေးတွေကိုတွေ့ရပါတယ်။ဒါတွေကိုဈေးထဲမှာလည်းအများဆုံးတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ပန်တီစိန် Cranis Middle လို့ခေါ်ပါတယ်။အစိမ်းရောင်ပြင်းပြင်းနဲ့ချင်းပြင်းပြင်းရတာလေးရှိပါတယ်။ချိုချင်းကြိုက်တဲ့သူတွေချိုချိုချင်းချင်းကြိုက်တဲ့သူတွေတရေစာဖြစ်စားရတာကြိုက်တဲ့သူတွေကတော့ဒီလိုအသီးကိုအရင်ကြိုက်ကြပါတယ်။နောက်တစ်မျိုးကတော့ Golden Bandy Golden Bandy ဆိုပြီးတော့ရှိပါတယ်။အဝါရောင်တန်းပြီးတော့အခွန်ပါတယ်။ ခြိုပြီးတော့နူးညံ့တဲ့အရာတာတွေရှိတာကြောင့်ကလေးလေးတွေကပုံပြီးတော့ကြိုက်ကြပါတယ်။နောက်ထပ်တစ်မျိုးကတော့ Fuji Bandi လို့ခေါ်ပါတယ်။ဂျပန်မှာစတင်ပြီးတော့မွေးမြူခဲ့တဲ့အမျိုးအစားဖြစ်ပြီးတော့ချိုမြင့်နဲ့ကျွရွာတယ်။အခုနောက်ပိုင်းမှာဆိုလို့ရှိရင်မြန်မာဈေးကွက်ထဲမှာလည်းရှေးပန်းစားလာပါတယ်။ Bandi စားခြင်းရဲ့ကောင်းကျိုးတွေကိုကျွန်မပြောပြပါမယ်။အစားခြင်းစနစ်ကိုကောင်းမွန်စေပါတယ်။ Bandi မှာပါတဲ့အမြင်ဓာတ်တွေကျွဲဝါတာကြောင့်အစားခြင်းစနစ်ကိုကောင်းမွန်စေတယ်။ဝမ်းချုပ်တာကိုကောက်ပေးပါတယ်။ နှလုံးကျန်းမာရေးကောင်းစေတယ်။ပန်းသီးမှာပါတဲ့ဗီတာမင် C အမြင့်ဓာတ်တွေနဲ့ antioxidants တွေကသွေးရင်းကိုလက်စတရောကိုကျစေပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။ကိုယ်ခံအားကိုလည်းကောင်းစေပါတယ်။အသားရည်တွေကိုလည်းလှစေပြီးတော့အိုမင်းရင်ရောမှုကိုလည်းလျှော့ချပေးပါတယ်။ကြွက်သားရိုးနဲ့အဆစ်မြစ်တွေကိုလည်းတန်မာစေပြီးတော့စိတ်ဖြစ်စီမှုတွေကိုလည်းလျှော့ချပေးပါတယ်။ကိုယ်လေးချိန်ကိုလည်းကြာဆင်းစေနိုင်ပါတယ်။အမြင့်ဓာတ်များပြီးတော့ကယ်လိုရီနည်းတာကြောင့် ဘိုက်ပြစ်တင်းလွယ်စေတယ်။ဒါကြောင့်အခြားစီများတဲ့တရေစာတွေစားတာတက်ပန်းသီးလေးစားပေးတာကိုလေးချိန်ထိုင်ရမှာထောက်ကူပြုစေပါတယ်။စီချိုထိုင်ရမှာလည်းထောက်ကူပြုတယ်။ပန်းသီးမှာပါတဲ့အမြင်တက်ကသွေးတွင်တခြားတက်ရုပ်တရက်မြင့်တက်မှုနှိမ့်ကွင်းစေပါတယ်။ဒါပေမဲ့စီချိုရှိတဲ့သူတွေအနေနဲ့ကတော့လွန်လွန်ကဲကဲမစားမိအောင်တော့တတိထားရမယ်ပေါ့နော်။အုံနောက်နဲ့ညံရည်ညံသွေးအတွက်လည်းကောင်းတယ်။ Antioxidant ဓာတ်တွေကအုံနောက်ဆဲတွေပြည့်စည်တာကိုကာကွယ်ပေးပြီးတော့ အသက်ကြီးတဲ့အခါမှာမျက်ညံချိုရမယ့်ကိုလည်းနှေးစီနိုင်တယ်လို့လေ့လာချက်တွေအရသိရပါတယ်။အုံနှုံးတဲ့အာယုံကြောကိုကျမ်းမာစေပြီးသွေးနီဥတွေကိုလည်းကောင်းစွာလဲပတ်ပေးနိုင်ပါတယ်။ဒါကြောင့်အုံနောက်သွေးကြောပြက်ခြင်း၊ရုပ်တရက်သတိလက်တတ်တဲ့ဖြစ်စဉ်တွေကိုလည်းကောက်ွယ်ပေးနိုင်ပါတယ်။အသက်ကြီးလာတဲ့အခါမှာဖြစ်တတ်တဲ့အယ်ဇိုင်းမာရောဂါတွေကိုကောက်ွယ်ပေးပြီးမျက်ညံတွေကိုလည်းကောင်းစေပါတယ်။ပန်းသီးတစ်လုံးနေ့စဉ်ပုံမှန်စားပေးတဲ့မျိုးသမီးတွေမှာကင်ဆာရောဂါဖြစ်နိုင်ခြင်းကိုလည်းလွန်ရောနေစေပါတယ်။ မန်တီတလုံးရဲ့85ရာခိုင်နှုန်းလောက်ကရေဓာတ်တွေကြီးပါပဲတဲ့ဒီအချက်ကအသင့်ကိုရေဓာတ်မဆုံးရှုံးအောင်ကူညီပေးမှလည်းဖြစ်ပါတယ်ဒါတွေကတော့ကောင်းတဲ့အချက်တွေပါကောင်းတဲ့အချက်တွေအများကြီးပါပဲနော်ဒါမှကောင်းတဲ့အချက်တွေရှိတယ်လို့ပဲကျွန်တော်တို့မှာဆိုးတဲ့အချက်တွေဆိုတာလည်းရှိရပါတော့သတိထားရမယ့်ဆိုးကျိုးတွေကိုပြောပြပေးပါမယ်နံပါတ်1ကတော့အခွန်နဲ့မျိုးစေ့တွေပေါ့နော်ပန်းသီးခွန်မှာပိုသက်စေ့တွေကတ်ကြံနေနိုင်တာကြောင့်တေချာဆေးကြောပြီးမှစားသင့်ပါတယ်ပန်းသီးစေ့မှာတော့ဒီ ဆရာနိုင်တဲ့အနေငယ်ပါဝင်တတ်တာကြောင့်အလွန်မင်းဝါးစားမိလို့ရှင်အနေရရှိနိုင်တယ်။တခါတလေမှမတော်တဆမျိုးချမ်းမြင်တော့ပမာဏနည်းလို့ပေါ့နော်အရင်တော့စိုးရင်ကြတော့မရှိပါဘူး။မနစ်အချိုတက်နှင်းငယ်များခြင်းပန်းသီးမှာတဘာဝတကြားတက် fructose ပါဝင်တာကြောင့်စီချိုရှိတဲ့သူတွေဒါမှမဟုတ်ကိုယ်အလေးချိန်ကိုအရင်ကယူဆိုင်နေရတဲ့သူတွေအတွက်တနေ့တာအတွင်းမှာအလွန်ကြုံမစားမိအောင်တော့တတိထားတင်ပါတယ်။ပန်းသီးကိုအလွန်ကြုံစားလို့ရှိရင်တကြားတက်များပြီးတော့ကိုယ်အလေးချိန်တက်နိုင်ပါတယ်။ တချို့ဆိုဖြော်ရည်ထဲမှာတကြားထည့်တယ်ပေါ့နော်ဒီတကြားထည့်ထားတဲ့ဖြော်ရည်ပန်းသီးဖြော်ရည်ကိုကြာခဏတောက်မယ်ဆိုရင်သွေးကြိုတွေကိုပို့ပြီးတော့မြင့်တက်စေနိုင်ပါတယ်နံပါတ်3တချို့လူတွေမှာပန်းသီးစားလိုက်တဲ့အခါမှာဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ရာရံနာတွေဗိုက်အောင်နာတွေလည်းဖြစ်တတ်ပါတယ်အထူးသဖြင့်ဒီဓာတ်မတည့်တဲ့သူတွေစပြီးတော့စားတဲ့အခါမှာဆိုလို့ရှိရင်နည်းနည်းချင်းပေါ့နော်စပြီးတော့စမ်းပြီးတော့အစားစေချင်ပါတယ်စားအိမ်မှာအစားမရှိဘဲနဲ့ပန်းသီးစားလိုက်မိတယ်ဆိုရင်လည်းအစားအိမ်သာဖြစ်နိုင်ပါတယ် ဒီပန်းဒီမျိုးစားတချို့อ่ะဗောနော်တပြက်တာရှော့တာယူလည်းဖြစ်စေတတ်တယ်လို့ကျွန်တော်လေ့လာတွေ့ရှိရပါတယ်နော်အဖူးပိတ်နေထွက်တာလိုမျိုးဗောနော်အဲ့လိုဓာတ်တုံပြန်မှုတွေလည်းဖြစ်တတ်ပါတယ်ဒါကြောင့်ကောင်းနာရှိတယ်လို့ဆိုတာယူလည်းရှိတယ်ဆိုတဲ့အတွက်ကြောင့်ဒီတော့ပြည်သက်ကြီးရေပန်းသီးကအာဟာရတက်ကြွယ်ဝပြီးကျမရဲ့အတွက်အများကြီးထောက်ကူပြုတဲ့တတိသမျိုးပါပဲဒါပေမဲ့ဘဲရမဆိုတန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲတင့်တင့်မြတ်သားစွာစားဖို့တော့လိုအပ်ပါတယ် ကြံပြုတ်ချက်ပေးရမယ်ဆိုတော့နေ့စဉ်ပန်းသီးတစ်လုံးဓမွဲနှလုံးထိစားပေးလို့ရပါတယ်။ဖြော်ရည်တဲ့တဘာဝအတီးအနေနဲ့စားတာတော့ပို့ပြီးတော့ကျမရင်နဲ့ညညစေပါတယ်။ပန်းသီးစားခြင်းကကျမရင်အတွက်ကောင်းမွန်တာဟုတ်တယ်။ဒါပေမဲ့အလွန်ကျွံစားတာတော့ကောင်းမှာဘူးနော်။ဒီလောက်ဆိုရင်ပန်းသီးချောင်းတော်အသင်သိသွားပြီထင်ပါတယ်။နောက်တစ်ပတ်မှာဘယ်သတိအကြောင်းများတင်ဆက်စေခြင်းလဲဆိုတာလည်းခမန့်ရေးပေးခဲ့ကြပါအောင်နော်။ Like ရှင်နဲ့ Subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်။ကျေးဇူးတင်ပါတယ်ရှင်။ Bye ။